ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆုဝေရေးသားတဲ့ခေါင်းဆောင်နှစ်ဦးစလုံး အာဟုဆိုနေပါလားဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါလေစစ်ကောင်စီအား၎င်းတို့ခေါင်းဆောင်ကြီးအားနောက်ဆုံးမှာအတိမတ်ပြုဆက်ဆံနေရာပေးလာရပြီ ဖြစ်ပါလေအာဆီယံဥက္ကဋ္ဌနဲ့တွေ့ဆုံရ၍ကန်ဇာတာ တက်လာလီဟန်ပြည်တွင်းမှာအကြီးအကျယ်ဝါဒဖြန့်မှုကြံရထားတော်လဲ မော်ဆရာကြီးအန်ဝါကအမျိုးသားညီညွတ်ရေးဆွေးနွေးဖွဲ့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ပါမင်းအောင်လိုင်းလေးရင်မော်မတက်မီမာပင်ဆွေးနွေးခဲ့လို့တဲတဲ့ရေးသွန်းဖြစ်ခဲ့ရပါတယ်အာဆီယံ NUG နဲ့ရခင်ကအကြိမ်ကြိမ်ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်တော်လဲအန်ဝါဟာမင်းအောင်လိုင်းကဲ့သို့ပင်ယခုအခါဒန်းတူဆက်ဆံခဲ့သည်ဆိုဒီကိုပထမဦးဆုံး အကျဉ်လူသည့်ရှင်ကြားထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။အလားတူပင်အာဆီယံဥက္ကဋ္ဌတအူးအနေဖြင့်မင်းအောင်လှိုင်နှင့်ပထမဦးဆုံးအကျဉ်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်တယ်လို့အန်ဝါဟာအသိပေးထားခဲ့ပြီးဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့သတင်းစာရှင်းလင်းပွဲမှာခေါင်းဆောင်နှူးစလုံးဆိုသောဇကားကိုကျိန်ဖန်များစွာတုံးဆွဲ ပြောဆိုတွားခွဲရည်တကယ်တမ်းစမ်းထလာသည်က NUG သာဖြစ်ပြီးတော့ကြောက်ကြကိန်း ကြုံခဲ့ရသည်ကမင်းအောင်လှိုင်တာဖြစ်ပါတော့တယ်။မင်းအောင်လှိုင်နဲ့ဆွေးနွေးရာမှာပွင်လင်းပြီးအပြုတော်ဘောဆောင်ကြောင်းပေါ်ပြခဲ့ပြီးမြေငလင်းတန်တင့်မြမပြည်သူများအတွက်အရေးပေါ်ကူညီများနဲ့စစ်မြေပြင်သုံးဆေးရုံတစ်ခုကိုအလျင်မြန်နေရာချထားပေးရအပါဝင်နိုင်ငံတွင်းအခြေအနေများအမြန်ဆုံးပြန်လည်ရောက်ရှိရေးလို့ပြောဆိုခဲ့တယ်လို့ပါရှိပါတယ် အကြမ်းဖက်စစ်ကောင်စီနဲ့ NUG နှစ်ဖွဲ့လုံးမှခေါင်းဆောင်များကအပြစ်ခတ်ရစဲထားမှုကိုတက်တန်းတိုးရန်သဘောတူခဲ့ကြပြီးအထူးသဖြင့်မင်းအောင်လိုင်ထံမှအခိုင်အမာဂရီကိုကိုရရှိခဲ့၍ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်မင်းအောင်လိုင်အားလည်း၎င်းအခိုင်အမာပေးခဲ့တဲ့အပြစ်ရဲ့ရည်ဆိုသည့်ဂရီအားဆောင်ထိန်မာရန်တိုက်တွန်းခဲ့ကြောင်းဆွေးနွေးပွဲပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမမေ့မလျော့ထဲ့သွင်းပြောဆိုသွားခဲ့ပြန်ပါတယ် လက်ရှိမှာအကျန်းဖက်တမားမင်းအွန်လိုင်းနဲ့တွေးဆုံခဲ့မှုဟာအာဆီယံရဲ့အချက်၅ချက်မှတွေးဖီတွားခြင်းမဟုတ်ဘဲလူသားချင်းစာနာထောက်ထားရမယ်အကြောင်းဖြစ်လာ၍သာဆွေးနွေးခဲ့ရခြင်းဖြစ်တယ်လို့အရန်မျှော်လင့်ချက်ထားမလာနဲ့သဘောမျိုးတတိပေးထားပြီးလဲဖြစ်ပါတယ် န်နွာရဲ့အာဆီယံရေးရာအကြံပေးသက်ဆင်မှာတက်ရောက်ခဲ့တယ်လေရွေးကောက်ပွဲအကြောင်းတလုံးတဘာရမြထဲသွင်းဆွေးနွေးတယ်လို့သတင်းထုတ်ပြန်လာခြင်းမရှိသည်ကိုထောက်က၎င်းရဲ့ရွေးကောက်ပွဲကိုအာဆီယံမှထောက်ခံမှာမဟုတ်ဆိုသည်ကထင်ရှားပေါ်လွင်လာခဲ့ပါတယ်အကြံဖတ်သမားမင်းအွန်လိုင်းအတွက် ထွက်ရက်လမ်းကိုနောက်ွယ်မှအကြံပေးနေတဲ့သက်ဆင်ကိုယ်တိုင်ကပင်ရွေးကောက်ပွဲသည်၎င်းအတွက်မိတို့များအကျိုးရှိလာမှာမဟုတ်ဖဲပြည်တွင်းရှိ အာနာငန်းဖမ်းနေတဲ့နိုင်ငံရေးသမားများအတွက်ဖြစ်သွားလိမ့်မယ်လို့ယုံကြည်နေပုံရတယ်လို့ယူဆ၍ရနေပါတယ်။အကြံဖတ်သမားမင်းအွန်လိုင်းမှာနိုင်ငံရေးအကျဉ်းသား22ဦးအပါအဝင်ရာဇဝတ်အကျဉ်းသား4900နီးပါးနှစ်သက်ကုဟုဆိုက ပြန်လွတ်ပေးခဲ့ပါတယ်။မြမပြည်သူအများစုရဲ့ထောက်ခံမှုရနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့နဲ့အွန်လိုင်းမှာ တွေ့ဆုံခဲ့ခြင်းကပင်၎င်းကဲ့သို့အာနာရှင်မဟုတ် စုပေါင်းခေါင်းဆောင်မှုရှိနေသူကိုအတိမတ်ပြုလိုက်ခြင်းလည်းဖြစ်ပါတယ်။ထိုဆွေးနွေးပွဲမှာ NUG နဲ့ ASEAN အဖွဲ့ကြားဆက်ဆံရေးကိုအသေးစိတ်ဆွေးနွေးခဲ့ကြပြီးငလင်ဘေးတဲ့မြန်မာပြည်သူများထံအကူအညီများအမြန်ရောက်ရှိနိုင်ရေးတို့လည်းအမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ NUG သတင်းထုတ်ပြန်ချက်မှာပါရှိလာပါတယ်။ယခုတွေ့ဆုံမှုအားမူလကလူချင်းတွေ့ဆုံရန်အတွက်လုံုံရင်အာမခံချက်ရှိပါကသဘောတူကြောင်း NUG ဘက်မှအကြောင်းပြန်ခဲ့တော်လဲအချိန်နဲ့တွာလာရေးအခက်ခဲချို့ကြောင့်ပထမဦးဆုံးအချိန်တွစ်ဆုံမှုကိုအွန်လိုင်းမှတဆင့်တာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါ်စင်မောင်ကရှင်းပြတယ်လို့လဲ AARI သတင်းကဆိုပါတယ်။သို့သောစိုးရင်စရာဖြစ်လာရတာကအင်မတန်မှအညှိုးကြီးတဲ့ အကျန်းဖက်သမားမင်းအောင်လိုင်ဟာအန်ဝါရဲ့လှုပ်ရက်ဟာ၎င်းဟာအချက်ခွဲလိုက်တယ်လို့ဖြစ်ရသည်ဆိုကာအာဆီယံရဲ့အကူအညီပေးလာမဲ့အစီအစဉ်များကိုအကြောင်းအမျိုးမျိုးပြပြီးကြက်ကြက်ရဲ့လှုပ်လာမဲ့အရေးပဲဖြစ်ပါတယ် ယခုစောင်းပါရင်းနေစင်မှာပင် မလေးရှားမှာစေလွတ်မဲ့စေးတက်ဖွဲ့ဝင်များနဲ့စစ်မြေပြင်သုံးစေးရုံကို ထားမဲ့နေရာမရွေးရသေးလို့ဆိုကာရွှေဆိုင်ထားဖို့အကြောင်းကြားလာတယ်လို့မလေးရှားနိုင်ငံသားကြီးဝန်ကြီးမိုဟာမက်ဟာဆန်ကထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းထွက်ပေါ်လာပြီးဖြစ်ပါတယ်။ကံကံရဲ့အကျိုးကိုယုံကြည်ကြတဲ့ဗုဒ္ဓဘာသာဝင်များကမူလူများရဲ့အိုအိမ်စည်းစိမ်ကိုဘုံကျဲဖြက်စီးခဲ့၍၎င်းတို့ရက်တီယာနေပြည်တော်အားလည်း ပျက်စီးသွားအောင်တဘာဝကြီးကဒဏ်ခတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ပြောဆိုနေကြမိတာဖြစ်ပါတယ်။ယခုထိလည်း6.6ပြင်းအားရှိငလျင်ကြီးအပါဝင်နောက်ဆက်တွဲငလျင်အသေးစားတရာ9ချိန်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အာဆီယံ၎င်းတို့ရဲ့အချက်9ချက်ပြိုလဲလာမှုကြောင့်မြမအရေးဟာပြည်တွင်းရေးတက်တက်မဟုတ်တော့ပဲဒေတာတွင်တည်ငြိမ်ရေးနဲ့လုံခြုံရေးဖွဲ့ကြီးရဲ့ ဂုံတိတ်ခါကိုပါထိခိုက်လာပြီလို့ယူဆလာ၍၎င်းတို့ပြည်တွင်းရေးမဆော့ဖက်ရန်မူကိုစွန့်လွတ်လိုက်ပုံရပါတယ်ထို့အတွက် NY ရဲ့လှုပ်ရှားမှုဟာလွန်စွာ အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်လို့လေ့လာသူများကယုံကြည်နေကြပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်